အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖပြမှာတော့စာရေးသူမိုးချိုတင်းရဲ့မျက်နှာချင်းဆိုင်ရဲ့နေကြပါသည်ဆိုတဲ့ဝတ္ထုတိုးပဲဖြစ်ပါတယ်ရှင် ညင်းနဲ့လာသဖြင့်လမ်းမီးများပိုလင်းလာသလိုထင်ရ၏တို့ပင်မဲဘသူမှပြန်ရင်မပြောကြသည်တယောက်ပြောလာမိစကားကိုတယောက်ကနားဆွနေကြတော့လေတိတ်ဆိတ်လျက်ရှိနေစေဖြစ်သည်ဘလူကောင်များသည် အတောင်ကျခါကျွန်တော်တို့ဤအင်းကြီးပေါ်မှာတရွရွသွားလျက်ရှိကြသည်အတောင်မှများကျွတိတိုင်အောင်မိနာတို့တိုးဝှေ့သွားစေ ကျွန်တော်နောက်တခွန်းပြောလိုက်ရင်အရိုက်ခံရတော့မှတေချာနေတာမို့ဗဇက်ကိုပိတ်၍ညင်ညင်လေးနေလိုက်ရပါသည်ကျဲမြင်ကိုငုံကြည့်ရင်မျက်စိထဲမှာဖြူပွေးနေသောနယ်ရန်ကြီးကိုပဲမြင်ရောက်နေသည်ကျွန်တော်စိတ်မသက်သာစွာဖြင့်တရွေးကိုမြှချလိုက်ရ၏ဟေ့ကောင်ဖြေလေကွာမေနောက်တခါအဲ့ဒီနယ်ရန်ပေါ်မှာစာရေးအောင်မလားကျွန်တော်မဖြေပါဖြေလဲမဖြေနိုင်ပါ ကျွန်တော်ဟာဖဖေသားပါဖဖေလိုပဲစိတ်ကြီးသူပါဖဖေလိုပဲဂရိတီစိတ်ပြတ်သူပါဖဖေကျွန်တော်မလုံနိုင်တဲ့အလုပ်တစ်ခုတည်းကျွန်တော်ဂရိမပေးနိုင်ပါဘူးကျွန်တော်တမျိုးပဲလုပ်ချင်နေဟိုတမျိုးဒီတမျိုးကျွန်တော်စိတ်ထားလို့မရဘူးဖဖေကျွန်တော်အခုဖဖေကိုနောက်မရေးတော့ပါဘူးလို့ဂရိပေးလိုက်ပြီဆိုပါတော့အဲ့ဒီနေရင်အဖြူကြီးတွေ့ရင်ကျွန်တော်မိသွေးခဲလိုက်ရှာပြီး စာရေးချင်စိပေါ်လာအောင်မှာပဲရေးလဲရေးမိအောင်မှာပဲအဲ့ဒီအခါကျွန်တော်ဂရီးပြက်လိုက်မယ်အဖေဒါကြောင့်ဖေဖေကိုကျွန်တော်ဂရီးမပေးပြရစေနဲ့ဟေ့ကငါစိတ်ကိုတည်တယ်နော်ပြောလေငါမင်းနေတာမကြောက်လားဒေါ်သာဖြင့်နေရနေသည်ဖေဖေမျက်နှာကို ကျွန်တော်မော့ကြည့်လိုက်ပါသည်ဖေဖေမျက်လုံးများကကျွန်တော်မျက်နှာပေါ်မှာစူးရှားစွာအတွင်းစိတ်ကို ထိုးပေါက်မြင်နိုင်သည့်အလားစိုက်ကြည့်နေ၏ ကျွန်တော်တက်ပြင်းချလိုက်ခါစကားကိုပီပီတတဖြစ်အောင်ဂယုဆိုင်ပြောလိုက်ပါသည်ကျွန်တော်ရိုက်ချင်ရိုက်ပါဖြစ်ဖြစ်ကျွန်တော်စာရေးချင်တယ်ပဝင်းချင်းတစ်ခုလုံးခနာများငိမ့်တက်သွားပါသည်ကျွန်တော်မျောလင်းထားသလိုကျွန်တော်ကိုယ်ပေါ်ဒုကြမလာပါဖီဖီကြောပြင်းနှိမ့်ချသွားတာကြည့်၍ဖီဖီတက်ပြင်းချလိုက်မှန်းကျွန်တော်သိပါသည်ဖီဖီ မင်းသွားတော့တာကျွန်တော်ဖေဖေကျော်ပြင်ကိုကျေးဇူးတင်မြတ်နိုးစွာကြည်ရင် ထိုင်ရမှာအသာလေးထွက်ခဲ့ပါသည် ကျွန်တော်ဒီရေစင်အိုကြီးဤကြောင်လင်းလေးကကြင်ကြင်လေးအတိုင်းကိုယ်ပဲ့၍ဖြည်းဖြည်းချင်းတက်လာခဲ့သည်ရေစင်ကြီးမှာ အတော်မြင့်တော်လဲတက်ရတာကျွန်တော်ဘရော့မှမမောပါ အထက်သို့တက်လာသည်နှင့်အမျှလေတို့ဤတိုးဝဲကြီးစင်ချင်းကို ခံရသည့်အတွက် ကျွန်တော်အမြင်ကြည်နူးရတတ်ပါသည်ထို့ပြင် ကျွန်တော်တို့တငယ်ချင်းတစုသည်တတ္တိကြောင့်သူများမဟုတ်သည့်အတွက်ဒီလိုအစင်မြင့်မြင့်နေရမှာရင်တုံကြောက်ရွံ့မှုမရှိဘဲတစုတဝေးစက္ကန်းချဖြစ်သည်ဟုကျွန်တော်တို့ကကြံဖန်ခုံယူမြဲဖြစ်သည်ကျွန်တော်သည် နောက်ကျနေသည့်တငယ်ချင်းများအိမ်ဘက်သို့လှမ်းမြော်ကြည့်နေမိသည်ဒီကောင်းတွေဘာလို့နောက်ကျနေတာပါလဲဒီရေစင်အိုကြီးသည်ကျွန်တော်တို့ဤမျော်စင်လေးဖြစ်သည် ထိုနေရာမှာတမြုပ်လုံးကိုမြင်နိုင်သည်ဟိုးရှိကရေတမာပင်နဲ့လေးဆုံးမှာကျွန်တော်တို့ចောင်းကလေးကိုပုပ်ပုပ်ကွေးကွေးလေးမြင်ရ၏နီဝါပြာကြပလတ်စတစ်ဒလဘက်တွေနှင်းဖုံနေတာကဈေးဈေးနဲ့မလက်မကက်မှာကျွန်တော်တို့ချစ်သောအုတ်နယံဖြူဖြူကြီးရှိသည်အဲ့ဒီနေရာကအရင်က အင်္ဂလိပ်အရာရှိများ တနေ့ရိုက်ဖို့ဆိုလာစောက်ထားရတယ်မမကပြောဘူးသည် အခုတော့ဈေးသို့သွားရင်လမ်းချက်ပြီးပြင်လိုက်သည့်အတွက်ကစားခွင့်ပျောက်ပြီးအုတ်နယ်ရဲ့အဖြူကြီးသာမမကြီးကျန်ရည်သည်ကျွန်တော်တို့မျိုးတို့လည်းတဲနစ်ကစားတာဝါသနာပါသည့်ဘယ်ရာရှိမှပြောင်းရွှေ့လာခြင်းမရှိသည့်အတွက်လည်းဒီနယ်ရန်ကြီးကိုဘယ်တဲနစ်ဘောလုံးမှဝင်မှန်ခြင်းမခံရပါအရာရှိများကလည်းဖိုင်တွဲကြီးများကိုင်းကလူအမြင်၌ယုံကို တက်ကြွစွာတုတ်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 သွားကြသည် ခေါင်းထဲမှာတန်နေရိုက်ဖို့စိတ်ကူးတော်ရှိပုံမရဒီနယံကြီးကိုတုံးဖို့သတိမရကြသလိုဖြုတ်ပြက်ပြက်လိုက်ဖို့လဲမြို့သူမြို့သားများမေ့လျော့နေကြသည်မမေ့ပြောက်တော့သူက ကျွန်တော်တို့အုပ်စုဖြစ်ပါသည်အသက်15နှစ်16နှစ်ရွယ်ကောင်းလေးတယောက်ဖို့ဖေဖေပြောသလိုပင်ကစားနှီးမရှားလှပါကျွန်တော်တို့ပျော်ရွှင်စွာပုံလုံးကဲနိုင်သည်စိတ်လှုပ်ရှားစွာစွန့်လွတ်နိုင်သည် မြို့ပတ်ပြီးစပိန်လဲစီးနိုင်သေးသည်ဒုကစားနီအားလုံးကို ကျွန်တော်တို့ကစားခဲ့ပူပါသည်ပျော်လဲပျော်ရွှင်ခဲ့ပူပါသည်သို့ပေမဲ့ယခုကစားနီလောက်မဆွဲလန်းမပျော်ရွှင်ခဲ့ဘူးတာကိုတော့ဝန်ခံရမှာပဲဖြစ်၏ကျွန်တော်ဒီလက်ဖွားများကိုဖြန့်ကားစိုက်ငေးမိရင်နေရန်ကြီးပေါ်တွင်မိသွေးခဲကိုတွက်လက်စွာကင်၍စီအားထက်တန်းစွာ အာရပါရစာရေးခဲ့ဘူးဒီကို အမှတ်ရနေမိပါတော့သည် သူဇလန်၏အရင်မြတ်မှာကျွန်တော်တို့တငယ်ချင်း၄ယောက်စလုံးစာပေဝါဒနာပါသောကြောင့်ပဲဖြစ်သည်။အောင်အောင်ကစာဖတ်စာရေးအလွန်ဝါဒနာပါပြီးကြီးလာနှင်းစာရေးဆရာလုံးမြည်ဟုအမည်ပြောတတ်သူဖြစ်သည်။သူကဝိတုဇလန်တွေရင်းယုံနှင်းအားမရ။ကြပြာကိုလည်းတကုံကုံနှင်းဆက်နေတတ်သည်။ပိုကူကအတွေ့အမှာဇာအုပ်တအုပ်ပြီးလျှင်မျက်မှောင်ကြီးကြုံခါစဉ်းစားလို့မပြီး ဝိတုရဲ့အဆုံးကအတွေးရဲ့အစားဟုကျွန်တော်တို့အားခြေပတတ်သည်ငါတွေးပေးမယ်မင်းတို့ကရေးပြီးရင်ငါအကောင်းမကောင်းအကဲဖြတ်ပေးမယ်ဟုဆရာကြီးခိုင်အဖမ်းဆုံးသူဖြစ်ပါသည်ဒူကြီးနှင့်ကျွန်တော်ကတော့ပကြီးဆွဲဟိုဝါဒနာပါကြသည်ကျောင်းစာအုပ်တွေမှစာရွက်တွေစုပ်ပြီးပုံဆွဲတာပုံဆွဲပြီးသည့်စာရွက်များကို မခောက်ရက်ဖဲအသေးချပြန့်၍စာအုပ်ကြားထဲညှက်ထားရသည် ဇာအုပ်နောက်ဖက်မှာဆွေးရင်ဆွေးရင်တဖြည်းဖြည်းရှေ့သို့ရောက်သွားပြီးကျောင်းစာရေးဖို့နေရာမရှိတော့၍ဖြုံးပြီးလေခြင်းဆိုပြီးအဖေအမေအမဲစုခံရသည်မှလည်းကျွန်တော်တို့နှစ်ယောက်ပဲဖြစ်ပါသည်ပုံဆွဲဖို့ဇာအုပ်ကဘယ်တော့မှမလာကျောင်းစာအုပ်ဖို့မကုံရပဲပုံဆွဲရန်စာအုပ်ဖို့ကုံရမှာကိုလေတောင်းရမှာဝင်လေးပြန်သည်ဒီဝက်ခါကျွန်တော်တို့ကျောင်းစာအုပ်များသည် စာမျက်နှာ80ပြည့်သည်မရှိဘဲအမြဲတမ်းပါလှက်လှန်ဇလန်းစာသူက တိုးကြီးဖြစ်သည်သူကစပိန်ကလေးနှင့်ဇေနှစ်သူအိမ်ကို တနေ့လင်းကားောက်ထဲမနေကူးနေရသူဖြစ်သည် တိုးကြီးအမေကဈေးထဲမှာကုန်းစုံဆိုင်ဖွင့်သည်ထို့ကြောင့်ဟိုပစ္စည်းလေးပြန်ယူလိုက်ရဒီပစ္စည်းလေးသွားပို့လိုက်ရသမင်းကြိုင်လေးဆွဲလာလိုက်ရနှင်းဇီလန်ကို အခေါက်ခေါက်ဖြတ်နေရသည်တနေ့တော့ ကောင်းငင်ဘုံရေစင်စခန်းမှာဒီကိစ္စကိုသူကစတင်ဆွေးနွေးလာခဲ့သည်ငါတခုစဉ်းစားနေတာဘာလို့လဲငါတို့ဈေးကိုသွားတဲ့ဈေးလမ်းမှာအုတ်နယ်ကြီးရှိရမှလားအဲ့ဒါဘာလို့ဖို့လဲအပူလိုဖြစ်နေတာမင်းဟာအုတ်နယ်ရဲ့နောက်သူ့ဟာသူမနေရပါလားငါစိတ်ဝင်စားလို့ကွတမျိုးပဲငါစပိန်နဲ့ဖြတ်တိုင်းအမြဲကြည့်မိတယ် ကျွန်တော်တို့အားလုံးခိတ္တငိုင်းသွားသည် ဟုတ်တယ်နော်ပိုနေသလိုဖြစ်နေတာကျွန်တော်အကြံတစ်ခုဖြတ်ခနဲ့ပေါ်လာသည်ငါတော့အဲ့ဒီနိုင်ရင်ပေါ်မှာစာရည်အယုတ်တွေရေးချင်တယ်ကွာဘဲနဲ့လေအားလုံးကကျွန်တော်ပဲလှည့်ကြည့်ကြသည်အောင်အောင်ကမလကာဒီငုံဝါနေရကရက်လိုက်ခါကျွန်တော်ကိုမျက်လုံးပြူးကြည့်သည်ပြီးမှကောင်းငင်ကလှုပ်လိုက်လေကြာသလားလို့ ကျွန်တော်တို့၏အစည်းအဝေးသည်ကန့်ကွက်မရှိသည့်အတွက်ရက်ရွှေဆိုင်စရာမလိုပဲအချိန်တူတူဖြင့်အောင်မြင်စွာပြီးဆုံးသွားပါသည်ဖို့ကိုကဦးဆောင်ပြီးအစီအစဉ်များကို တူတူကြိတ်ကြိတ်တိုင်ပင်ရေးဆွဲခဲ့ကြသည်ကျွန်တော်တို့သည် စေစာများညစ်ပတ်သောစကားလုံးများရည်စားစကားလုံးများကိုနှံ့ယံပေါ်မတင်လိုကြပါကျွန်တော်တို့၏လက်ရာများဆန္ဒများကို ြပွဲလေးတစ်ခုလိုဖန်တီးသလိုယိုယိုသားသားဖော်ပြလိုချင်တာဖြစ်ပါသည်။ဘာမျှော်ကိုမှုမှမပါ။လူသိမခံလို့ဘာလိုချင်စိတ်မှမရှိ။ကိုဝါသနာပါသည့်အလုပ်ကိုကြည်နူးစွာလှုပ်ချင်စိတ်သာရှိပါသည်။ကျွန်တော်တို့သည်ဇီလေတက်တာဖျက်ရပြူရလဲလွယ်ကူသောမိသွေးကလေးကိုသာ ကလောင်အဖြစ်ရွေးချယ်ခဲ့ကြသည်။ထိုချိန်မှစ၍ကျွန်တော်တို့မှစာရေးပို့စာရက်များပြင်း နေရည်များလည်းရှိသေးကြောင်းနားလေသဘောပေါက်လာရပါသည်။ ို့သူမျိုးသားများသည် မနှက်လင်းသောအခါစားစရာများကိုချက်ပြုတ်ရင်းဈေးသို့သွားချရသည်ဈေးသို့ရောက်လျင်အုံနောက်မှကွန်ပျူတာထဲလင်းမြန်စွာ အလုံးလုံးတွက်ချက်ကြရသည် စားစရာသားငါးများကို စားသည်မသိင်ဂိုင်းလိုက်ပြန်ချလိုက်လောက်ခါခြီတုံချတုံဖြင့်ဈေးကိုအထက်ထက်ပတ်ကြရသည်စဉ်းစားရသည်မှာအသက်ရှူမဝါချွေးပေါက်ပေါက်ကြသည် လူနှစ်တဲ့သောအစာများသာရောင်းတော်လဲမစားအပ်သောအစာများဟုစိတ်ကိုစင်ကြင်ယူရသည်ယခုအခါမနေ့ကင်းသည်ပို၍လှပလာသည်ဟုကျွန်တော်တို့ထင်မိပါသည်ဈေးဝယ်လာသူများသည်အုံနေရန်ကြီးရှိကားဈေးလန်းကလေးကိုဖျက်ကြရသည်ယခင်ကမတိလိုက်မတိပါသာအမှတ်တမဲ့ရှိခဲ့ကြသောနေရန်ကြီးသည်ရီမောနှစ်ချိုက်စရာစိတ်ညစ်စရာများကိုယောပါနိုင်စရာအပြင်းပြေစကားပြောစရာတစ်ခု ဖြစ်လာလျင် ကျွန်တော်တို့ကျင့်နဲ့ပျော်ရွှင်ကြရပါသည်မိသားစုစကားဝိုင်းများတွင် ကျွန်တော်တို့ဤစာများကြောင်းအေးတယူ ပြောဆိုလာကြ၍ပီတိတဝက်နှင့်ပို့စူးစားကြရသည်တရက်နှင်းတစ်ချိန်နှုံးလောင်းနေရန်ပေါ်မှစာများအယုတ်များကိုလဲနိုင်အောင်စူးစမ်းရသည် ကျွန်တော်တို့ကစာရေးနေရနှင်းပြုံနေသည် ပုံဆွဲနေရနှင်းကျင့်နေသည် ကျွန်တော်တို့ရေးမှန်းဘယ်သူမှမသိချာ မြင်ကွင်းကလည်းကောင်းသည်ဇီလန်မှာစိုင်းမုတ်ထောင်းသလိုမျိုးတအိမ်တောင်မှာတယောက်တော့အနည်းဆုံးဖတ်မိသည် မနက်စည်းလာလျင်နယံပေါ်မှစာများရုပ်ပြောင်များကိုဖတ်ခါပြုံလျက်ဇီးတဲ့သူဝင်ချသည်ကျွန်တော်တို့မှာလူတွေသဘောကျမကြခိုးဆူဆန်းရင်းတမနခင်လုံးဇီးအနာမှာတရစ်တီတီနှင်းအချိန်ကုန်ကြရသည်ညာခါ၌ကျွန်တော်တို့လူစုသည်အေဂျင့်တိတ်ဆိတ်စွာ လမ်းမီမိမိလေးကိုအာကိုအာထာပြုရင်းနယ်ရန်ကြီးပေါ်မှာပုံဟောင်းများကိုဖြတ်ခါတွက်လက်တဲကြွားစွာပုံအသည်စာအသည်များကိုထည့်ရင်းရင်ကြည်နူးအားရနေကြမည်ဖြစ်ပါသည်နောက်တနေ့မနေ့တွင်မြင်ရမည်လူများတွေအပြုံးကိုမြင်ရောက်ရင်ရေးဆွဲခဲ့ကြပါသည်စာလုံးတစ်လုံးချင်းမှချုံမြင်သောအရသာပေါင်းများစွာကိုကျွန်တော်တို့စစ်စစ်နဲ့နဲ့လက်ခံရရှိသည်မှလွဲ၍အကျိုးမြတ်တစ်စုံတရာမမျှော်လင့်ခဲ့ပါ ကျွန်တော်ဒီရေစင်အိုကြီးပေါ်မှနေ၍လမ်းကျိုးလေးတိုင်ချုပ်ကွေးကဇက်ဘင်းကိုတုတ်တုတ်နင်းလာတော့တိုးကြီးကိုငေးကြည့်နေမိသည်ဒီကောင်းပုံကအရင်စလိုပုံသူလဲတခုခုဖြစ်လာပြီလားမသိခဏနေတော့ဖိုကိုကမြောက်ဖက်မှဇက်ဘင်းနင်းလာသည်နောက်ခုံကယ်ရီယာမှအောင်အောင်ပါလာသည့်အတွက်ကျွန်တော်ရင်အေးသွားသည်ဇက်ဘင်းမရက်ခင် အောင်အောင်ကခုံစင်လိုက်ပြီး ကြောင်လင်းလေကားအတိုင်းဥအောင်ပြေးတက်လာသည်လေကားတွေကိုခရူးတဆိုင်ငုံကြည့်ရင် တက်လာသည်တွင်သူစပင်လင်ကောက်လေးတွေကလှုပ်လှုပ်ရှားရှားတွတ်တွဝွင့်ဝွင့်ဖြစ်နေသည်ကိုမြင်ရသည် သူ့နောက်ကတိုးကြည့်သူကတော့ရေစင်ထိတ်မှသူတို့ကိုငုံကြည့်နေသောကျွန်တော်မျက်နှာကိုလှမ်းခဲ့ခဲ့ရင်ခက်မှန်မှန်ပဲတက်လာနေသည်ဘိုကိုကတော့နောက်ဆုံးမှတက်လာပြီးပါးစပ်မှလဲမြင်မြန်တက်ပါကွာတိုးကြီးက ဟူအော်နေသည်မင်းတို့ကလည်းနောက်ကျလိုက်တာကွာနောက်ကျဆိုအစုခံထိနေတာဟုတ်ကွာဘာလဲမင်းတို့လည်းအိမ်ဟာတိသွားလို့လားထင်တာပဲအသေးချာတော့တိပုံမရအောင်ဒါပေမဲ့စောင်းမရိတ်ချေတော့ရိတ်မိနေပုံပဲအယမ်းစုနေလားအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးငါတို့မကောင်းမှုလုပ်နေတာမှမဟုတ်ပဲကွာအေးလေစာရေးတာအပြစ်မှမဟုတ်တာ ဒါဆိုဒီညလည်းအရင်ချိန်ပဲနော်ကျွန်တော်တို့လေးယောက်လက်တန်းလေးတွေချိတ်လိုက်ကြရင်ညီညွတ်မှုယူလိုက်ကြပါသည်ညသည် ရခင်ညထက်ပို၍ညနှစ်ပို့တူသည်ဟုထင်ရပါသည် ကျွန်တော်တို့ခေါင်းပေါ်မှဘလူကောင်လေးများသည်လမ်းမီအလင်းရောင်အောက်ကိုအလူအရဲတိုးဝှေ့ဝင်ရောက်နေကြသည်သူတို့အတောင်မှန်များကတစ်ဖြက်ဖြက်ကြွေကြား သူတို့သည်ပူမှန်တီးလျက်နှင့်နောက်မဆုတ်ဘဲဇွတ်တိုးဝေနေကြသည်။ဘရင်များကတော့တစီစီနှင့်ကောင်းကြီးပေးနေစေ။ကျွန်တော်တို့သည်ခါတိုင်းထဲပိုတိတ်ဆိတ်နေကြသည်။စကားမပြောပုံများကိုစိတ်ပါလက်ပါဆွဲကြသည်။ကျွန်တော်တို့ရင်ထဲမှစာများကိုအားတက်သရောရေးကြသည်။အနုပညာတစ်ခု ဖန်တီးခွင့်ရသည့်အတွက်ကျင့်တဲ့အားရမှုအပြည့်အဝဖြင့် မိသွေးကကင်ထားသောလက်များသည်ငဲမြန်ခိုင်မာလျင်တွက်လက်လှုပ်ရှားနေကြသည်။နောက်ဆုံးမှာတော့ကျွန်တော်တို့သည်ပုံများကိုလက်စတက်လိုက်ကြပါသည်။ထိုခိုင်အနီးကပေါ်ထွက်လာသည့်လက်ခုတ်တန်းကြောင့်ကျွန်တော်တို့အားလုံးတအံ့တအုံးလှဲ့ကြည့်လိုက်ကြသည်။အသားညူညူတုတ်တုတ်ခိုင်ခိုင်မိုးစိမ်မွေးငုတ်တို့များနှင့်လူကြီးတရား ကျွန်တော်တို့ကိုအသင်ဆောင်ထားသည့်လှောင်မျိုးတစ်ခုဖြင့်ရဲကြည့်လျင်ထိုလူကြီးကိုကျွန်တော်တို့မသိပါဥကဘသူပါလဲခမသူကမပြောပါသူလက်ဝမ်းများကိုပုတ်တက်ရင်ထွတ်တော်ရည်စရာကောင်းတာပဲကွာအတိတ်ပဲမရှိတဲ့အလုပ်အတွက်ပင်မလိုက်တာခမမင်းတို့အခုလုပ်နေတာတွေကိုအတိတ်ပဲမရှိဘူးလို့ပြောနေတာကွာ ကျွန်တော်တို့အားလုံးခဏမြအံ့ဩငြိမ်သက်သွားသည် ထို့နောက်စိတ်လဲတူသွား၏ဒါတမင်ရန်စတာလားထို့နောက်အောင်ကဘာအကြောင်းကြောင့်ဒီလိုပြောနိုင်တာလဲဦးမင်းတို့ပဲစဉ်းစားကြည့်ပေါ့အခုလိုရေးတော့ဘာအကျိုးရှိလဲဖတ်တဲ့သူလည်းအကျိုးမရှိမင်းတို့ကဘာအကျိုးရှိလို့လဲအလက္ခအထိပ္ပယ်မရှိတာတွေကျွန်တော်တို့ကိုကြိုးတွဲလုံနေတာမဟုတ်ပါဘူးဦး လူတွေကိုပညာပေးရလောက်အောင်လဲကျွန်တော်တို့မတော်ကြသေးပါဘူးခမညာဒါပေမဲ့အကျိုးရုံအောင်လဲကျွန်တော်တို့စည်စနာမကမ်းပါဘူးဦးလူတွေဟာကျွန်တော်တို့ထဲပိုတိပိုတက်တဲ့ကျွန်တော်တို့ဆရာတွေပါအောင်အောင်က စကားကိုအဆုံးသတ်လိုက်ပြီးခေါင်းကိုငုံထားလိုက်၏သူဝမ်းနေပုံရပါသည်ဘာထူးလဲကျွန်တော်တို့လည်းဝမ်းနေနေကြတာပဲဒါဖြစ်မင်းတို့ကဝါရဖြတ်နေတာလားဒါလည်းမဟုတ်ပါဘူး ကျွန်တော်တို့ကရှုံးနေသူတွေမှမဟုတ်တာဖိုကိုကတွက်လက်စွာဝင်ဖြစ်၏ဒူလူကြီးကမလိုအပ်ဖဲပခုံးတွန်လိုက်ပြီးမဲလိုက်ပါသည်ဒါဆိုမင်းတို့နာမည်ကောင်းလိုခြင်းလို့ပဲဖြစ်ရမယ်ဥမှားနေပြီကျွန်တော်တို့ဘာမှမလိုခြင်းမူကျွန်တော်တို့ရေးတာကိုလည်းလူတွေမသိကြပါဘူးဥတီမှာပါ မကောင်းတာလုပ်ရင်နာမည်ကောင်းဘယ်ရပါမလဲ တိုးကြီးအားခေါင်းကိုမော့ကတင်းငိမ်စွာပြောလိုက်၏ထိုလူကြီးဘာလို့ဒီလိုပြောတာပါလဲအတော်ထူးဆန်းပါသည်ဒါပေမဲ့မင်းတို့ဘလောက်လှုပ်လို့ဘလောက်ကြိုးစားကြိုးစားမင်းတို့ရေးတာကောင်းမှမကောင်းတာပဲဒါဆိုကျွန်တော်တို့ညံ့လို့ပေါ့ဦးရဲ့ရှင်းနေတာပဲဟာ ကျွန်တော်တို့လှုပ်တလောက်ကျွန်တော်တို့ရမှာပါမကောင်းရင်မကောင်းသလိုကောင်းရင်ကောင်းသလိုပေါ့ဒီအတွက်တော့ဦးစိတ်မပူပါနဲ့ ဘိုကိုကလေတံအေးအေးဖြင့်ကြားဝင်လိုက်ပါသည်မင်းတို့ကလက်ခုပ်တန်းလေးရတာကိုအဟုတ်ထင်နေတယ်တနာစရာပဲဟေကျွန်တော်တို့မြောက်တိုင်းလည်းမမြောက်တတ်ပါဘူးဦးရဲ့တကယ်တော့ဦးနာလည်းအောင်ကျွန်တော်တို့စကားတွေအများကြီးပြောပြခြင်းပါတယ်ပြောစမ်းပါကွာဟာတာတပုတ်ကောက်ရတာပေါ့စာရေးတဲ့အလို့ဆိုတာဥထင်တာထဲအများကြီးဖြူစင်ပါတယ်ကျွန်တော်တို့စာရေးနေတာ ပုံနေဆွဲနေတာကပျော်လို့လုံနေတာစိတ်ထဲမှာလှိုက်လိုက်လဲလဲရှိလွန်းလို့ကျင်းနဲ့လို့လုံနေတာပါဦးနာမည်ကြီးအောင်ရင်းနေတာမဟုတ်ပါဘူးဒီလောက်ထိတောင်ကျွန်တော်တို့တစ်ခါမှမတွေးမိဘူးအဲ့လောက်လဲမသေးသိမ့်ပါဘူးခမညာဟုတ်ပါပြီဟုတ်ပါပြီဆက်စမ်းမအောင်ကျွန်တော်တို့စိတ်ထဲရှိတာတွေရေးမယ်ခံစားရတာတွေဆွဲမယ်အပြစ်ကင်းတဲ့စကလုံးလေးတွေဟာချစ်စရာကောင်းပါတယ်ဗျာ ကျွန်တော်တို့လောက်တာဟာလူတွေကိုမထိခိုက်ပါဘူးဦးပျော်ရွှင်စေတယ်ပေါ်ပါသက်သာစေတယ်လို့တောင်ထင်မိပါတယ်အဲ့လေတဲဆိုပါလားဒါဟာစိတ်ချမ်းသာမှုတစ်ခုဆိုတာဦးသိလားအဲ့ဒီစိတ်ချမ်းသာမှုလေးဟာသူများကိုလည်းပေးနိုင်ပြီးကိုကိုယ်တိုင်လည်းရတဲ့အခါဖန်တီးခွင့်ရတာကိုကြိတ်ကြည်နူးရတာမျိုးပါဦးလူတွေအတွက်ကိုယ်နိုင်တဲ့လောက်ကလေးကျွန်တော်တို့ကြိုးစားကြတာတာဝန်ကျေဖို့အားထုတ်ရတာကိုအပြစ်လို့ဥမြင်သလား ထိုလူကြီးကတခွိခွိရေနေပြန်သည်ဒါပေမဲ့သူ့မျက်လုံးများကတော့အယောင်ပြောင်းနေကြသည် အထိပ္ပယ်မဖော်တဲ့ကျွန်တော်တို့ဦးကိုရန်လိုနေတာမဟုတ်ဘူးနော်လူရိုင်းငင်းချင်းစွာသဘောထားကွဲလွဲဝင်ရှိတာပဲလေကျွန်တော်တို့ကလူငယ်တွေပဲတီခံပြီးရင်ကျေးတတ်ကြပါတယ်ကျွန်တော်အတန်းတွေတုံနေသည်ကိုအားလုံးရိပ်မိကြလိမ့်မည်ထင်ပါသည်ညနေလာသည်ဖြင့်လမ်းမီးများပိုလင်းလာသလိုထင်ရသည် သို့ပင်မင်းဘသူမှပြန်ရမပြောကြသည်တယောက်ပြောလာမည့်စကားကိုတယောက်ကနားဆွေနေကြတော့လဲတိတ်ဆိတ်လျက်ရှိနေကြဆဲဖြစ်သည်ဘလူကောင်များသည်အတောင်ကျွခါကျွန်တော်တို့ဤအင်ဂျီပေါ်မှတရွရွတွားလျက်ရှိနေသည်အတောင်မများကျွတိတိုင်အောင်မီနာတို့တိုးဝှေ့သွားစေပူခြင်းပူပါစေဒီအလင်းရောင်ကိုပဲမမောနေကြပုံမျိုးကျွန်တော်တို့သည် မျက်နှာချင်းဆိုင် မတ်တရက်လျက်ရှိနေကြသည်ဒီနေ့ညအတွက်အထိပယ်ဖို့မရသည်ဝမ်းနေကြွေးမှုသည်တိတ်ဆိတ်သောညအမောင်းတွင်အချိန်ကြာမြင့်စွာ ကြီးစိုးနေစေဖြစ်ပါသည်ဘယ်အချိန်မှ အဆုံးသက်မည်မသိကျွန်တော်တို့သည်နန်းရင်ကြီးရှိ၌ရက်နေကြစေမိုးချုပ်တဲ့အမှတ်26ဒီဇင်ဘာလ1994 ရွှေမြူတီရုပ်စုံမဂ္ဂဇင်းအဆုံးထိနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်